ငါမင်းကိုမစားပါဘူး။ဝေးရောင်ချက်ဝေးတစားကိုပဲငါလိုချင်တာပါ။လင်းယုံမိတ်စာစကားပြောနေစင်မှာပဲဘလူးမကြီးတကောင်ရှောင်လာတဲ့။ငါ့ကိုချက်ဝေးတစားမြန်မြန်ပေးစမ်း။ငါအဲ့ဒါကိုရှာနေတာ အချိန်တော်တော်ကြာနေပြီ။အခုမှပဲတွေ့တော့တယ်။ဒါကိုငါရှာတွေ့ထားတာ။လာမနောက်ရှစ်ဆန်းနဲ့ဒီချက်ဝေးတစားကငါစမ်းအားကိုတိုးစေမှာ။ ငါလိုချင်နေတာကြောက်ရင်ငါကိုမပေးရင်ငါနေ့ကိုတက်မယ်။မင်းကခွန်အားကြီးလဲငါကတော့လုံးဝမကြောက်ဘူးကွာ။ပရိသတ်များအားလုံးနဲ့မင်္ဂလာပါရှင်။တူတူရဲ့ channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ဝေကင်းစကလေးကမိစ္ဆာတွေဖမ်းယူသွားခြင်းခံရတဲ့မင်းသားလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ စိတ်ဝင်စားစရာကောင်းတော့မို့အဆုံးထိပေးအောင်လို့စက်ကြည့်ပေးကြပါအောင်နော်။ထုံးစံတိုင်း VPN လေး on ပြီးတော့ကြည့်ရှုပေးဖို့ကိုလည်းမမေ့ကြပါနဲ့ရှင်။ဟိုးရှိရှိတော့ကရေစွမ်းတက်တီးနဲ့ပြေဆောင်ပြီးအရေးအချင်းရှိတဲ့ဘယင်ကြီးတစ်ပါးရှိတယ်။သူမှာအလွန်လှပတဲ့မိဖုရားတစ်ပါးလည်းပိုင်ဆိုင်ထားလေတဲ့။ဒီနေ့တော့နန်းတော်ရဲ့အနောက်ဘက်မှာဘယင်ကြီးနဲ့မိဖုရားကြီးဟာရှင်နေကြတဲ့။ နမတော်အေဂရီပင်ကြီးကပန်းတွေအောင်ပွင့်နေပြီနမတော်လီတက်ရလားတရပင်ကြီးကိုနမတော်ကိုယ်တိုင်ကျူးစုစိုက်ပျိုးခဲ့ရတာအခုအပွင့်တွေပွင့်နေပြီဆိုတော့ပြောတာပေါ့မောင်တော်ရေအနန်လေးကလေမွေးပြန်နေတာပဲနော်သူကအခုချိန်မှအချင်းအခါမဟုတ်ပန်းတွေပွင့်လာတာဆိုတော့မွေးလာတော့မယ့်တားတော်လေးအတွက် ကောင်းချီးပေးတာပဲဖြစ်ရမယ်မောင်တော်ရဲ့ပုံကံကြောင့်လေပါပါတယ်မောင်တော်ရဲ့ ။"အိုး၊မောင်နော်၊နှမတော့ဘိုက်နာလာပြီ။ဘိုက်ထဲကအရန်နာလာပြီမောင်နော်။မွေးတော်မင်းနဲ့တူတယ်၊အမလီ။ရဲမတို့တော်ဝင်သမားတော်ကိုမြ мян လာခဲ့ဖို့သွားပင်ကြသံ။ခဏအတာမှာပဲမိဖုရားကြီးကတားတော်လေးတစ်ပါးကိုအောင်မြင်စွာ မွေးဖွားလေတဲ့။တတော်ရှာကြော်ရှိပါစေအရှင်မင်းကြီး။ဂုံယူပါရဖေယ။တားတော်လေးတပါးမွေးဖွားတောင်းမှာ။တကယ်လား ကောင်းလေစွာတမားတော်ကြီးကိုတော့အတွက်စက္ကန်သူရပြီဝမ်းမြောက်လိုက်တာကွယ်မှန်လားပါဖေယားအခုမင်းသားလေးကိုတွားကြည့်လို့ရပါပြီဖေယားတော်ဝင်တမားတော်ကြီးကိုလည်းစုလက်တော်ရီစုချရအောင်မယ်ကွယ်ဘယင်ကြီးဟာပီတိဖြစ်စွာနဲ့သူ့ရဲ့သားတော်လေးစီကိုအပြေးသွားတဲ့စိတ်လှူရှာပြုံးရှင်စွာနဲ့ပေါ်ကွယ်နှမတော်အဆင်ပြေရဲ့လားပြေပါတယ်မောင်တော် နှမတော့တိတ်ပြောတာပဲမောင်တော်လေးတကယ်ကိုပျော်ရွှင်ပါလေနှမတော့အဲ့ဒီအချိန်မှာပဲအဖိုးတယောက်ဟာရှုပ်တရက်အခန်းထဲဝင်လာပါတဲ့အလိုလီမြက်စွာဖေဟာဒီအဖိုးကဘာလောက်တာလဲအဖိုးကလက်ဆောင်လေးတစ်ခု ပေးခြင်းလိုပါကွယ်အဖိုးကဘာတူလဲဘာကြောင့်ရောက်လာတာလဲဘာလို့တားတော်လီမွေးတာကိုသိနေရတာလဲဘာမှမမေးပါနဲ့ကွယ် ဒီလက်ဆောင်လေးကိုပဲငါမြီးလေးကိုပေးပါရစေ။မြီးလေးဟာကဘာကြီးကိုအောင်းနိုင်မဲ့သူရဲကောင်းဖြစ်လာမှာဆိုတော့ဒီငွေရောင်ချက်ဝိတစားလေးကိုပေးပါရစေကွယ်။ဒီချက်ဝိတစားဟာသူ့ကိုစမ်းမတန်ဆွမ်းစေပြီးမိစ္ဆာရိရှန်ကပါကာကွယ်ပေးလိမ့်မယ်။ပြီးတော့ခွန်အားဗလာလေးတိုးစေလိမ့်မယ်။ကျေးဇူးပြုပြီးလက်ခံပေးပါကွယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။လက်ခံထားလိုက်ပါမယ်။ လက်ခံပြီးတာနဲ့အဖိုးကြီးဟာလေရုတ်တရက်ပျောက်ကွဲသွားပါတည်းကွယ်ဟင်အဖိုးဘယောက်သွားတာလဲကြည်ရတာဒီအဖိုးအိုဟာနတ်ဖယားတစ်ပါးဖြည့်ရမေဒါဟာနတ်ဖယားရီစီကလက်ဆောင်မေရန်အနေငယ်ကြာပြီးတဲ့နောက်မှာဘယင်းနဲ့မိဖုရားဟာတားတော်လေးကိုနေပူစားလုံမှုအပြင်ကိုခေါ်လာကြတဲ့တားတော်လေးကိုချက်ဝိတစားလေးဝတ်ပေးထားတာတကယ်ကိုကျမ်းမာရေးကောင်းတာပဲ သူကတိတ်ကန်ကောင်းတဲ့ကလေးလေးပဲနှမတော့မောင်တော်ဟာသူ့ကိုတတိရှိတဲ့မင်းသားတစ်ပါးအဖြစ်ကြီးပြင်းလာစေချင်တော့တားတော်လေးကမောင်တော်လိုတတိရှိတဲ့ဘယင်တစ်ပါးဖြစ်လာမှာပါသူတို့ပျော်ရွှင်နေတော့မှာပဲအလွန်ကြီးမားတဲ့လင်းယုံမိစာကြီးတစ်ကောင်ရောက်လာပြီးတော့တားတော်လေးကိုတုတ်ချီသွားလေတဲ့လင်းယုံမိစာတားတော်လေးကိုပြန်ပေးစမ်းလင်းယုံမိစာအခုချက်ချင်းပြန်လာစမ်း ဘယင်းနဲ့မိဖုရားဘလို့ပဲကြိုးစားပါစေလင်းုံမိဆာကိုမတားလိုက်နိုင်မှုရဲ့ကွယ်အမလီငါသားတော်လေးရေမငူပါနဲ့နှမတော်လေးရေလင်းုံမိဆာကိုရှာဖို့မောင်တော်စစ်တက်ကိုဆေးလွတ်လိုက်ပါမယ်စိတ်မကောင်းမဖြစ်ပါနဲ့နှမတော်ဘယင်းကြီးလည်းသားတော်လေးကိုရှာဖွေဖို့နေရအနံ့ကိုဆေးလွတ်ပေးမယ်တဒူးမှ တွေ့အောင်မရှာနိုင်ကြဘူးရဲ့ကွယ်အရှင်မင်းကြီး လင်းယုံမိစားကိုရောမင်းသားလေးကိုပါ ရှာမတွေ့ပါဘူးဖေယားဘာလို့မတွေ့ကြသေးတာလဲဘလောက်ပဲခက်ခဲပါစေငါသားတော်လေးကိုရှာဖို့အစွမ်းကုန်စူးစမ်းကြနားလေလားအဲ့ဒီအချိန်မှာလင်းယုံမိစားကတော့တောအုပ်ကြီးတစ်ခုထဲမှာရှောင်နေတဲ့ငါမင်းကိုမစားပါဘူးငါကငွေရောင်ချက်ဝေးတစားကိုပဲလိုချင်တာလင်းယုံမိစားစကားပြောနေတော့မှပဲဘလူးမကြီးတကောင်ရှောက်လာပါတဲ့ ငါ့ကိုချိုးဝေတစားမြန်မြန်ပေးစားငါအဲ့ဒါကိုရှာနေတာအချိန်တော်တော်ကြာနေပြီအခုမှပဲတွေ့တော့တယ်ဒါကိုငါရှာတွေ့ထားတာလာမနှောက်ရှက်စမ်းနဲ့ဒီချိုးဝေတစားကငါစွမ်းအားကိုတိုးစေမှာငါလိုချင်နေတာကြာပြီငါ့ကိုမပေးရင်နေ့ကိုတက်မယ်မင်းကခွန်အားကြီးလေငါမကြောက်ဘူးကွာလင်းအောင်မိတ်ဆာနဲ့ဘလူးမကြီးတို့ဟာအချင်းရတော်ကြတိုက်ခိုက်ကြတဲ့ အဲဒီလိုတိုက်ခိုက်နေတာရိအကုန်လုံးကိုအပူချမ်းကမြင်သွားပါတယ်ကွေငါသာဒီကလေးကိုမကယ်ရင်ကလေးတော့အန္တရာယ်ဖြစ်တော့မှာပဲသူတို့တိုက်ခိုက်နေတာကိုအခရင်ကောင်းယူပြီးကလေးကိုကယ်ရမယ်အပူချမ်းလေးဆွစားပြီးတော့ကလေးကိုကယ်တင်မှုလုပ်တာ အောင်မြင်သွားတယ်လင်းယုံမိစားလေးဘလူးမားနဲ့တိုက်ခိုက်တာမှရှုံနေသွားပါတယ်ကွေတာမန်မိစားလေးရောမြောင် ငါ့ကိုနိုင်မှုစိတ်ကူးရင်ရဲတယ်။လင်းယုံမိတ်ဆာကိုနှိမ်နင်းနိုင်လို့ဘလူးမစီဟာပျော်ရွှင်နေတဲ့။ဘလူးမလည်းခလေးကို ကြည့်လိုက်တဲ့အခါမှာတော့မတွေ့ရတော့ဘူးလေကွ။ဘလူဖြစ်တာလေကလေးပဲရောက်သွားလေချောဝေတစားကိုထက်ရှာရအောင်မေစိတ်ကုံစရာပဲတကယ်စိတ်ကုံစရာပဲအဖိုးချမ်းလေးကလေးငယ်ကိုရွာတွေကသူ့ရဲ့အိမ်စီကိုခေါ်သွားပါတဲ့ သူမိမကလည်းစိတ်ပူလို့စောင့်နေရှာပါတည်းကွယ်မိမကြီးဒီမှာကြည့်ဦးမိစားနှကောင်တိုက်ခိုက်နေတော့ဒီကလေးလေးကိုကယ်လာခဲ့တာဘသူကလေးလေးတော့မသိဘူးတနာစရာလေးပါကွာယောက်ျားကြီးဒီချက်ဝေလေးကသူ့မိဘတွေစင်ပေးထားတာထင်နေသူ့မိဘတွေကိုတွားရှာကြမလားသူတို့ဘယ်မှာလဲသိလားငါလည်းမသိဘူးသူ့ကိုပဲအရင်ပြိုးထောင်ကြရအောင်မာသူကငယ်လွန်းသေးတယ် ဂျီလာမသူ့မိသားစုကို ရှာပေးလို့ရှာတာပဲဒီလိုဆိုရင်လည်းပေးတာပဲယောက်ျားရဲ့လာလာအိမ်ထဲဝင်ကြစို့အိမ်ရှိရက်နေတာမလုံခြုံဘူးအဲ့ဒီနေ့ကစားလို့အဘိုးတန်းနဲ့အဖွားများလည်းကလေးကိုပြုစုပြူထောင်လာတာခံရတဲ့ယောက်ျားပြိုလေးအဖြစ်အရွေရောက်လာတဲ့ညီလေးရေအဖိုးစီခဏလာပါဦးဟုတ်ကဲ့အဖိုးဘာဖြစ်လို့လဲအဖိုးဒီငွေရောင်ချက်ဝေးတစားလေးပေးခြင်းလို့ မြေးလေးနဲ့ဆိုရင်အန်ကိုက်ပေးနေမှာဝကြည့်ပါဦး။အိုးအဖိုးဒီချက်ဝဲတစားလေးကလှန့်လိုက်တာဝတ်တောင်မဝေးရဘူး။ဒီချက်ဝဲတစားကသားကိုအန်ရည်တွေက ကာကွယ်ပေးနိုင်နေမဝေးချင်းသေးရင်လေတင်ထားလိ။ဟုတ်ကဲ့အဖိုးကျေးဇူးပါပဲအဖိုး။သူကောင်နဲ့အဖိုးစကားပြောနေတော့မှပဲကြာဖြူပန်းတွင်နဲ့မင်းထက်တို့မောင်နှမသုံးယောက်ရောက်လာကြတဲ့။အကိုအကိုထုတ်ကျမတို့ဈေးသွန်းကြမလို့ မင်းထက်မင်းအမတွေကိုတေချာစောင့်ရှောက်ပြီးသွားနော်အကိုရောလိုက်ခင်ပါလားကျွန်တော်တို့ကခလေးလေးရှိသေးတာ哦အကိုထုကမအားဘူးလေနင်မမြင်ဘူးလားလာပါသွားစို့အမေစောင့်နေတော့ပြီအမကသွားတော့မှညီမတို့ပဲလိုက်ဖို့လို့အဆင်မပြေဘူးအကိုထုကူညီပါအောင်အဖိုးကျွန်တော်လိုက်ဖို့လိုက်အောင်မေးဒါလေးကိုတင်ထားပေးပါဦးအေးပါကွယ်တေချာကယူဆိုင်သွားနော်ဟုတ်ကဲ့အဖိုးကျွန်တော်သွားပြီနော် ကဲသွားကြစို့သူတို့ထွက်လာကြပြီးလမ်းကိုရောက်တဲ့အခါမှာတော့ကလေးနှစ်ယောက်ဟာညံ့များကြပါတဲ့ကျွန်တော်တိတ်ပြီးနေလို့မကောင်းခြင်းမူဖြစ်နေတယ်ဗျာငပြားဖြစ်နေတာတင်နေဟုတ်တယ်ညီမလေးအတူတူပဲနှုတ်ဆက်ပါတယ်နော်အမနေကြပါဦးဟဲ့ကလေးတွေမပြေးနဲ့လीကလေးနှစ်ယောက်ဟာပန်းຫນွေလိုနှစ်ယောက်တည်းအတူရှိနိုင်အောင်ရည်ရွယ်ချက်ရှိရှိနဲ့ညီမကောင်းခြင်းအောင်ဆောင်ခဲ့ကြတာဖြစ်ပါတယ် ကြည့်ပါဦးသူတို့ကတော့တကယ်ပါပဲဟုတ်ပါဟေးရလိုက်ကြစမ်းသူတို့တကယ်ဖျားနေလို့အ мян ပြေးသွားတာနေမှာပါကဲဈေးကိုအ мян သွားစို့လीဒါပေမဲ့ကျမတို့နှစ်ယောက်တည်းအတူတူမသွားသင့်ဘူးမသိလျော်မအိုကြောက်မိတယ်မောင်ကြီးရေပန်းတွင်မင်းအမောင်ကိုလက်ချက်ဖို့ဘလို့သဘောရလဲဟိုရိုးရာတလေးအတိုင်းတောင်းရမ်းမယ်ဆိုရင်တော့ပန်းတွင်လက်ခံပါမယ် ဒါဆိုရင်အဖိုးနဲ့အဖွားကိုပြောပြီးတော့လာတောင်းမယ်နော်။မောင်မဟုတ်တဲ့အခြားတယောက်ကိုတော့ရွှေမသွားပါနဲ့။အိုးအမောင်နဲ့ကျမတရွာလေးနေနေတာပဲလေ။ကျမကဘသူနဲ့ပတ်သက်နေတာမြင်လို့လေ။ဟုတ်ပါရဲ့အမောင်စိတ်လို့ရှားသွားလို့ပါ။ဒါဆိုရင် အမောင်ပန်းနယ်ကိုတေချာပေါက်လာတောင်းရမ်းမယ်နော်။ဟုတ်ပါပြီ။သူများတွေအမြင်မတင်တော်တာမျိုးမလုံးမိစေနဲ့နော်။ဖြည်းဖြည်းလျှောက်ပါကွ။ငါရင်တွေအရန်ခုန်နေပါလား။ လမ်းလျှောက်တာလေးမြန်လိုက်တာကွာဒီလိုနဲ့အိမ်ကိုပြန်ရောက်ချိန်မှာတော့သမီးလေးပြန်လာပြီလားဦးသေးစီကငါးဝဲလို့ရှားခဲ့လားငါဟုတ်လားအမေဒါနဲ့မင်းထွန်းနေကြပြီပဲမလေးအဲ့ဒီကလေးနှစ်ယောက်ပြေးလွှားဆော့နေတာလीဘယ်ရောက်နေတယ်မသိဘူးစိုးလိုက်ကြတာတို့တို့စာမလုပ်ကြဘူးလားခုနကပဲစာလုပ်ပြီးသွားကြတာဘာဖြစ်လို့လဲသမီး အမေအမေကိုတမီပြောစရာရှိတယ်။ထုတ်ခေါင်ရဲ့အိမ်မှာတော့ထုတ်ခေါင်ဟာလည်းပန်းတွေကိုသွားတောင်းရန်ပေးဖို့ပြောနေပါတည်းအဖိုးနဲ့အဖွာဒါပန်းတွေကိုမြစ်တာရှိတယ်။ပန်းတွေကိုအဖိုးနဲ့အဖွာ သွားပြီးတော့တောင်းရန်ပေးပါလားခင်ဗျာ။မီးလီယာပါလို့ပန်းတွေကိုမြစ်တာရှိရတာလေ။ပန်းတွေကလည်းကျွန်တော်ကိုမြစ်တာရှိပါတယ်အဖိုးရ။မီးလီကပန်းတွေကိုမြစ်တာရှိတယ်ဆိုမှတော့ အဘွားတို့တောင်းရန်ပေးပါမယ်ကွယ်။ဟုတ်တယ်။သွားဖို့ပြန်တော့ဒီညနေပဲသွားတောင်းကြစို့။အဲဒီညနေမှာပဲအဖိုးချမ်းတဲ့အဘွားများဟာထုခေါင်နဲ့အတူတူမမအိမ်ကိုသွားကြတဲ့။မမအိမ်ကိုရောက်တဲ့အချိန်မှာတော့အဖိုးချမ်းတဲ့အဘွားများမင်္ဂလာပါနော်။အေးပါမမကြီး။မင်္ဂလာပါခမ။မင်္ဂလာပါကွယ်အဖိုးအဖွားနဲ့တူလေးကျမအိမ်ကိုလာတာဘာကိစ္စရှိလို့လဲ အရင်ဆုံးအိမ်ထဲဝင်ထိုင်ကြပါဦးဖုန်းကွေမနေတော့ပါဘူးကွေ အဖိုးတို့ဒီနေ့လာတာက ပန်းရွယ်လေးကို လာတောင်းရနာပါထုတ်ကောင်တားကတော်လေးရဲ့တမီပန်းရွယ်လေးကိုတကယ်ပဲသဘောကျတာပဲလားဟုတ်ကဲ့ပါခမရကလေးတွေကတယောက်နဲ့တယောက်မြတ်တာရှိနေကြရင် ကျမသဘောတူပါရဲ့အဖိုးတို့အပွားတို့စာနာအတိုင်းပါပဲရှင်သဘောတူတယ်လားမမျက် အဖိုးတို့မိသားစုကအယံဆင်းရတာအဆင်ပြေရလားကွယ်အဖိုးရင်ကျမတို့ကပိုဆင်းရတယ်လေမုတ်ဆိုးမနဲ့ခလေး၃ယောက်လေးအဖိုးရင်ဒါနဲ့တမိလေးရောပဲသွားပါလေပန်းတွေကြီးလာပါပြီအမေတမိဒီမှာပါလာပါအောင်အေးဘယ်ရီသွားနေတာလေဒီမှာအဖိုးနဲ့အဖွားကိုနှုတ်ဆက်လိုက်အောင်မင်္ဂလာပါအဖိုးနဲ့အဖွားပန်းတွေအလုံးရှုံနေလို့အခုမှလာနှုတ်ဆက်တာပါ ဒီမှာထုတ်ခေါင်ကတမီးလေးကိုလာတောင်းတာတဲ့တမီးလေးသဘောအရောတမီးကတော့အမိသဘောအတိုင်းပါပဲဒါဆိုရင်သဘောတူလိုက်ပြီပေါ့နော်ဒီလိုနဲ့ထုတ်ခေါင်နဲ့ပန်းရွယ်လေးဆစ်ဆက်ကြောင်းလန်းလိုက်ပြီးတော့မိသားစုနှစ်ခုဟာလေပို့ပြီးတော့ရှင်နေလာကြတဲ့ပန်းရွယ်ကြီးဒီငပြောသေးကြော်လေးအဖိုးချမ်းတို့အိမ်ကိုတွားပေးလိုက်အောင်ငပြောသေးကြော်ကအိတ်စားလို့ကောင်းတာဟုတ်ကဲ့ပါအမေအမေတားလေးလိုက်သွားမယ် မီးလဲလိုက်သွားခြင်းနဲ့မီးသွားကြသွားကြနင်တို့ကတော့အမဝိုးပဲဂျုံလိုကန့်နေကြတာခဏကြတဲ့အခါမှာတော့ပန်းတွင်နဲ့ကလေးနှစ်ယောက်လည်းအဖိုးချမ်းတို့အိမ်ကိုရောက်သွားတဲ့အဖိုးအဖွာဒီမှာအမေကအဖိုးနဲ့အဖွာကိုကပြောသီးကြော်ပေးခိုင်းလိုက်လို့အရန်စားကောင်းတာစားကြည့်နော်အဖိုးနဲ့အဖွာဒါနဲ့အကိုထုတ်ရော ပေးသွားလေ ခုထိအကိုထုတ်ကိုမမြင်မိဘူးနော်အဖွာ မြီးလေးကအိမ်နောက်မှာအပင်ဆိုင်နေတယ်ကွဆိုလိုရမယ့်အသေးရင်နဲ့တွေလဲစွအောင်မယ်ထင်နေဒါဆိုရင်အမသူ့ကိုတွားကူပေးလိမ့်မယ်အဖွာရပါတယ်ကွအိမ်ထဲဝင်ထိုင်ကြအောင်ပြီးရင်သူဆိုထားတဲ့အသေးရင်တွေစီးသွားရအောင်မှာကွသူကကြအောင်မှာအဖွာတမီးကိုအကူထုတ်နဲ့ဈေးလိုက်သွားခြင်းနေအသေးရင်တွေကများလားအဖွာများတယ်ကွဒီနေ့ဘယင်ကြီးနဲ့မိဖုရားကြီးလဲဈေးကိုလာမယ်လို့ကြားတယ် အဖွားတို့အသေးရန်ရန်လေးဝဲသွားရင်ကောင်းမယ်ကွယ်ဒီလိုသာဆို30ရာပတ်စံလေးပေါ်ပေါ်များများရှာတာပေါ့ကွယ်ဟုတ်တယ်နော်ဖွာတို့ကောင်လေးအသေးနံတွေခုဆုပ်ပြီးလို့ရောက်လာပါတဲ့ကြီးရေဒီမှာပန်းလေးရောက်နေတာအတော်တော်ကြာပြီကျွန်တော်အလုံးများနေလို့မသိလိုက်ဘူးမောင်ကြီးပန်းရွယ်နဲ့ကလေးတွေခုနကပဲရောက်တာဟုတ်တယ်အကိုထုံးနဲ့ဈေးကိုအသေးလိုက်ရောက်မှုစောင့်နေကြတာတကယ်လား ဒီလိုသာဆိုခဏလေးနဲ့ရှောင်းထွက်ပြီးတော့ပစံတွေအများကြီးရတော့မှာပဲ။ကုညီဖို့ခလေးနဲ့ရောက်ရော မောင်ကြီးရဲ့ဇနီးလောင်းလေးရော ရှိနေတော့ပိုရောင်းကောင်းတော့မယ်။ကဲ။တွားပြီးတော့ပြင်ဆင်လိုက်အောင်မေ။အဖိုးနဲ့အဖွားလေးလိုက်မယ်ကွ။ဒါပေမဲ့ညီတို့အရင်တွားနေပါ။အဖိုးနဲ့အဖွားနောက်ကလိုက်လာခဲ့မယ်။ဟုတ်ကဲ့အဖွား။ညီရဲ့ခိုးငွေရောင်ချက်ဝေတစားလေးကိုဝေးသွားစမ်းပါ။ညီအဲ့ဒါလေးနဲ့ဆိုဘလောက်ကြည်ကောင်းနေဆိုတာ ပန်းနယ်လေးလည်းမြင်ဘူးအောင်လို့ပေါ့ဟုတ်တယ်အကိုထုတ်ဝေယံချောဝေတစားလေးဝတ်တာကိုပန်းနယ်မြင်ဘူးချင်နေကလေးရရောအတူတူပဲမလားဟုတ်တယ်အကိုအဲ့ဒါဝတ်တာတခါမှမမြင်ဘူးမြင်ဘူးချင်လို့ဝတ်ပြပါနော်ကဲကောင်းပါပြီဒါဆိုလေခဏလေးစောင့်ကြအောင်အိုးခဏလိုက်တာအရန်လိုက်တာပဲကြီးရေကဲကဲတော့ကြစို့နောက်ကြတော့မေဟုတ်ကဲ့ ကလေးနှစ်ယောက်နဲ့ထုတ်ခေါင်းတို့ဆုံတွေလဲဈေးကိုရောက်လာပြီးတော့ဘယင်ကြီးမိဖုရားကြီးတို့နဲ့ဆုံကြပါတဲ့ဘယင်ကြီးနဲ့မိဖုရားကြီးအသက်ရတော့ရှိပါစေမောင်တို့ဒါကငွေရောင်ချုပ်ဝေတစားမလားဟုတ်တယ်နှမတို့မောင်တို့မေးကြည့်လိုက်မေးဒီချုပ်ဝေကမောင်မင်းပိုင်နေဟာလားကွေ့မှန်လားပါကျွန်တော်မျိုးပိုင်တာပါဖေဟာမောင်မင်းကဘသူနဲ့နေတာလဲ မောင်မင်းမိဘတွေကဘာတူတွေလဲကျွန်တော်မျိုးက အဖိုးဖွားနေနေတာပါမိဘတွေကတော့ကွင်လွန်သွားပါပြီဒါကိုအဖိုးပေးထားတာပါခမညာရဲမတွေကိုသူ့အဖိုးနဲ့အဖွားကိုအမြန်ခေါ်ခိုင်းပေးပါလားမောင်နော်ဘယင်ကြီးဟာရဲမတွေကိုမစေလို့ရပေးခင်မှာပဲမြေပြင်တစ်ခုလုံးတုံကားလာပြီးတော့တင်ဘုတ်ကင်ထားတဲ့ဘလူးမကြီးတစ်ကောင်ပေါ်လာတဲ့အရှင်မင်းကြီးတတိထားတော်မူပါ ငါလက်ကလွတ်ဖို့စိတ်ကူးမရင်နဲ့ပြေးဖို့မတန်နဲ့နင်တို့အားလုံးကိုစားပြမယ်ပတုကိုမှအန်ဒီရပြုတ်လို့ရှာမယ်မထင်နဲ့ဘလူးမငါကိုယ်တိုင်မင်းကိုတက်မယ်အိုးမောင်ကြီးရှက်မလို့ပါနဲ့ဘလူးမကြီးကအကြည်ကြီးပဲအမောင်ဒုက္ခရောက်လိမ့်မယ်မစိုးရင်ပါနဲ့အမောင်ကိုရှုံးမအိုးငွေရောင်ချက်ဝေတစားပဲငါရှာနေတာကြာပြီအခုချက်ချင်းချုပ်ပေးစမ်း စိတ်ကူးရှင်မနေနဲ့တတိထောင်းကောင်လေးဒုကောင်လေးတတိရှိစွာနဲ့အားလုံးကိုကာကွယ်ပေးတဲ့ငွေရောင်ချဝေးဟာလေးလင်းလက်လာပြီးတော့ဒုကောင်တို့ကိုကာကွယ်ပေးပြီးဘလုံးလာပြီးတော့ခိုင်ပါတယ်တီစံတီကြစံတီကြသူတို့နှစ်ဖက်အချင်းအကြကြီးအသေးအသေးတိုက်ခိုက်ကြပြီးတော့နောက်ဆုံးတော့ဘလူးမကြီးကတိတ်ဆုံသွားလေတဲ့။မောင်ကြီးမောင်ကြီးကအရန်တော်တာပဲ ဟုတ်တယ်အကိုထုတ်ကအံ့ဩစရာပဲလူငယ်လေးကတက်တီရှိလိုက်တော့မောင်မင်းကိုဘသူပြုစုပြိုးထောင်ပေးတာလဲကွယ်ကျွန်တော်မျိုးရဲ့အဖိုးနဲ့အပွားပါအရှင်အရင်တွေ့ချင်းနေဆို ကျွန်တော်မျိုးသွားခေါ်ပေးပါမယ်ထုတ်ကောင်သွားမခေါ်ရသေးခင်မှာပဲအဖိုးနဲ့အပွားဟာရောက်လာလေတဲ့ကြီးလီဘာရီဖြစ်နေရလဲကွယ်ယောက်ျားကြီးဘယင်ကြီးနဲ့မိဖုရားကြီးတော့ကာရဝပြုတ်လိုက်အောင် ဘယင်းကြီးတက်တော်ရာကျော်ရှိပါစေမိဖုရားကြီးတက်တော်ရာကျော်ရှိပါစေအဘိုးကိုတွေ့ခြင်းနေတော့အဘိုးကိုရောက်လာတာအတော်ပဲပါလို့ပါလေရှင်ကျွန်တော်မျိုးမီးနဲ့ကလေးတွေကတခုခုအမားလုံးမိထားလို့လားသူတို့တခုခုလှုပ်ထားတယ်ဆိုရင်လေသူတို့ကိုပွေးမယူပါနဲ့ကျွန်တော်မျိုးကိုပဲအပြစ်ပေးပါဖေဟာသူတို့အမားမလှုပ်ထားပါဘူးအတင်ကဒီလူငယ်လေးရဲ့အဖိုးမလားဒီငွေရောင်ချက်ဝိတ်တစားကိုဘေးကဘလူရှာလာတာလေ ကျွန်တော်မျိုးမြီးလေးကိုလင်းယုံမိတ်ဆာလက်ကကဲလာကလေးကပါလာတာပါမိဖုရားကြီး။ဒါဆို ကျွန်တော်ကအဖိုးရဲ့မြီးအရင်မဟုတ်ဘူးပေါ့။ဟုတ်တယ်။အဖိုးကမှပြောလို့ဆိုပြီးအဖိုးကိုစိတ်မဆိုးပါနဲ့ကွယ်။အဖိုးကမြီးလေးဝမ်းနေမှာစိုးလို့ပါ။ဒါဆို ကျွန်တော်မိဘတွေမတည်သေးဘူးပေါ့နော်။သူတို့ဘယ်မှာလဲအဖိုးတည်လား။အဖိုးလည်းမသိဘူးကွခမီးတော်ကတီမာပါသားတော့ သားတော်ကိုရှာနေတာနှစ်နှစ်ဆယ်ကျော်ပြီဟုတ်တယ်သားတော်ခမီးတော်နဲ့မေတော်လိုက်ရှာနေခဲ့တာကြောက်ပြီအခုမှ တွေ့ရတော့တယ်ဘလူတွေများနေထိုင်ခဲ့ရလေသားတော်လေးရေတကယ်ပဲကျွန်တော်မိဘတွေလားယင်ဒါဘောသားတော်ရဲ့ခမီးတော်နဲ့အတူနန်းတော်ပြန်လိုက်ခဲ့ပါရောက်ကြည်ကျမမြေးလေးကို ဆုံရှုံရတော့မှလားရှင်ကျမဝမ်းနေလာပြီမောင်ကြီး မောင်ကြီးရဲ့မိဘတွေကိုပြန်တွေ့ပြီးသူတို့နဲ့ပြန်ဆောင်စည်းရပြီဆိုတော့ပန်းတွင်ဝမ်းသာပါတယ်။ပန်းတွင်လေးလေးသူမချေရသူကမိဘတွေနဲ့ပြန်ဆောင်သွားလို့ပျော်ရွှင်နေပေမဲ့အစဉ်အတန်းချင်းကြွားချသွားပြီဆိုပြီးတော့ဝမ်းနေနေတဲ့အဖွားကတားတော်လေးကိုစင်းစင်းရဲရဲနေစေချင်သေးတာလားအဖိုးနဲ့အဖွားတားတော်ကိုပြန်ထည့်ပေးလိုက်ပါနော် အရှင်မင်းကြီးကျွန်တော်မျိုးတို့ကမိလေးကို မီတာရဲ့အရွယ်ကပြုစုပြိုးထောင်လာရတာမလို့မကွဲနိုင်ဖြစ်ပြီးဝမ်းနေမိပါရဲ့အရှင်။အိုးကိုတော့သားတော်လေးကိုပြန်ပေးသင့်ပြီ။သူစင်းစင်းရဲရဲနေရတာတော်သင့်ပြီ။ပြီးတော့ဒီကောင်မလေးကရောဘာတူလဲ။ကိစ္စတော့မရှိပါဘူး။သူစင်းရဲမနဲ့သားတော်ကိုသဘောမတူနိုင်ဘူး။ကျွန်တော်မျိုးမနားလေပါရဲ့အရှင်။နားလေတာကောင်းတယ်။အရက်သူနဲ့ပရင်သားတော်မအပ်ဆက်ပေးဘူး။ခမီးတော့ ။ဘာကြီးပြောနေတာလဲ။လိုက်သွားပါမောင်ကြီးရေ။ညီလေးလိုက်သွားပါကွယ်။ဒီလိုစင်းရဲဆုပ်ပြတ်တဲ့နေရာမျိုးကညီလေးနဲ့မတန်ပါဘူးကွယ်။ကခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်ထုတ်ခေါင်းလေးတုံဆိုင်နေတဲ့။အဖိုးအဖွားပန်းတွေမြမြတ်သွားကြစို့သားတော်။သားတော်ကိုအာနာရွှေငွေရတနာရီခမီးတော်ပေးနိုင်နေ။နန်းတွင်ထဲမှာလှပတဲ့ကိုလုတ်တော်တွေလေးအများကြီးပဲ ဒီမိန်းကလေးကိုမေ့ပြပြီးခမီးတော်တို့နဲ့ပြန်လိုက်ခဲ့ပါခမီးတော်မေတော်တားတော်ကိုမွေးဖွားပေးခဲ့လို့ကျေးဇူးတင်ပါတယ်ဒါပေမဲ့တားတော်အပိုးအွားတို့နဲ့ပဲဒီမှာနေခဲ့ပါရစေနန်းတော်ကိုပြန်မလိုက်တော့ပါဘူးအပိုးအွားတို့နဲ့တင်းနန်းတွေဆက်ရင်ပဲနေပါမယ်ပန်းရွယ်နဲ့လည်းမခွဲနိုင်ပါဘူးခမီးတော်တားတော်တေချာဆုံးဖြတ်ပေးပြီလားမှန်လားပါခမီးတော်တားတော်တကယ်နေခဲ့တော့မလားဟာ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  တားတော်လီဟာတကယ်ပဲနှလုံးရည်ပြေဝတာပဲခမီးတော်ကတားတော်စိတ်ကိုစမ်းသက်တာပါကွယ်တားတော်ဟာရှာသူအာနာကိုချက်ချင်းမြင့်တာထက်ပုံမှန်မော်လာစမ်းသက်ရုံမှာတားတော်ရဲ့အဆုံးဖြတ်ချက်ကို ခမီးတော်ကကြည်နဲ့ပါတယ်ကွယ်ဟုတ်တယ်တားတော်တားတော်လီဟာလောဘမကြီးပဲလူကောင်းတယောက်အဖြစ်ကိုရွေးချယ်ခဲ့တယ်မှန်ကန်တဲ့အဆုံးဖြတ်ချက်ပဲဘာကိုပြောချင်တာလဲဗျတားတော်လီနန်းတော်ကိုပြန်လိုက်ခဲ့ပါ ချီနှန်းကိုစက္ကန်မှာအဖိုးအဖွားကိုပါခေါ်ခဲ့လို့ရပါတယ်။ပန်းရွယ်လေးနဲ့လေးလက်ဆက်ပေးပါမယ်ကွယ်။မှန်မှန်လားပါခမီးတော်။ပန်းရွယ်မောင်ကြီးတို့မခွဲရတော့ဘူး။အိုးတကယ်လားမောင်ကြီး။အဖိုးအဖွားပန်းရွယ်ကိုတော်ရဲ့တားတော်လေးကိုစောင့်ရှောက်ပေးထားလို့ကျေးဇူးတင်ပါတယ်။ဒီကျေးဇူးကိုကိုတော်ပြန်ဆက်မှာပါ။ပန်းရွယ်ကိုလည်းမင်္ဂလာပွဲခန်းခန်းနာနာကျင်းပပြီးတော့ပြင်ဆင်ပေးပါမယ်။ ဘယ်လိုအပြောင်းလဲတွေပဲကြုံတွေ့ကြပါစေနေရမှန်ကို ပြန်ရောက်သွားစနေပါပရမများမှန်ရင်နှုတ်မနစ်ပါဘူးအဆုံးတက်မှာတော့ထုတ်ကောင်းလေးနန်းတော်စီပြန်ရောက်သွားပြီးတန်းတွင်နဲ့အတူတူပြုံရွှင်စွာနဲ့တိုင်းပြည်ကိုအုပ်ချုပ်သွားလေတဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အခုလိုပုံမြင်လေးတွေကိုသဘောကျနေတဲ့တဲ့ဆိုရင်တော့တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးခဲ့ကြပါဦးနော် ပုံမြင်သစ်တွေတင်နိုင်အမြဲတမ်းသိရှိနိုင်အောင်လို့ဒီကနိုတီခေါင်းကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။